ဝါတလုံးကိုဒီတန်းရောင်းလို့ငွေတထောင်ရတယ်ဆိုပါစို့အဲ့ဒီဝါလုံးကိုခွဲချမ်းစိတ်ဖြာမယ်ပြီးတဲ့အခါမှာထရံရက်ရောင်းလိုက်ရင်ငွေတထောင်လောက်ရနိုင်ပါလိမ့်မယ်အဲ့ဒီဝါလုံးကိုပဲသွားကြထိုးတဲ့အဆင့်ထိအနုစိတ်ခွဲချမ်းစိတ်ဖြာပြီးရောင်းနိုင်ရင်ငွေ2000 3000လောက်ထိရနိုင်ပါလိမ့်မယ်ဒါကလည်းပညာနဲ့တယံဇာတပေါင်းဆက်မှုကနေဖြစ်ပေါ်လာတဲ့ငွေရှာနည်းဖြစ်ပါတယ်နိုင်ငံတနိုင်ငံသုံးမဟုတ်လူတယောက်စင်းရရတယ်ဆိုတာကိုယ်မှာရှိနေတဲ့အရင်းမြစ်တွေမှာပညာပေါင်းထည့်နိုင်ခြင်းမရှိတာကြောင့်လဲစင်းရရခြင်းဖြစ်တယ်နိုင်ငံတနိုင်ငံမှာတယံဇာတဖြစ်တဲ့တတော်ကြီးတွေရှိနေတယ် ဒါပေမဲ့တစ်ကိုအချောတဲ့ပြုတ်လွန်နေတဲ့အတက်ပညာမရှိတော့လဲအလုံးလိုက်ခုတ်ပြီးတော့ရောင်းကြအဲ့ဒီတော့တစ်လုံးစီပဲရလိုက်တယ်တခြားပညာတက်တဲ့နိုင်ငံကလည်းတစ်လုံးတွေကိုဝယ်အချောတဲ့ပြန်လုပ်ပြီးရောင်းတော့အစပေါင်းများစွာအမြင့်အဆုံးရသွားတယ်ဆိုတာလည်းပညာအရင်းခံကွာသွားတာကြောင့်ပဲဖြစ်ပါတယ်ဒီလိုပဲလူတွေမှာလည်းမွေးကလေးကအရင်းမြစ်တွေဖြစ်တဲ့ခြေကောင်းလက်ကောင်းနဲ့တန်တန်မာမာမွေးဖွားလာကြတာချင်းတူတယ်ဒါပေမဲ့လူတွေချို့ကလည်းသူတို့ရဲ့မွေးရပါအရင်းမြစ်ဖြစ်တဲ့တန်ဆန်းတဲ့ခန္ဓာကိုအားပြုပြီးတော့လည်းငွေရှာကြအတတ်ပညာနဲ့အသိပညာတွေပေါင်းမထဲကြဘူး အဲ့ဒီတော့တဘောအလုံးပင်မဆင်းရဲစွာနဲ့ငွေရှာကြတချို့လူတွေကကြတော့ကျမ်းမာတန်ဆွမ်းတဲ့ခန္ဓာကိုယ်မှာအသိပညာအတတ်ပညာတွေပေါင်းထဲကြကိုစမ်းညာစမ်းတွေကိုအစွမ်းကုန်အသုံးချပြီးတော့ငွေရှာတဲ့အခါမှာတခြားသူတွေထက်ပုံမှန်မြန်ဆန်စွာကြီးပွားတိုးတက်သွားကြပါတယ်အဒီနေ့ကဘာကြီးဟာနီးပညာခေတ်တနည်းအားဖြင့်ပညာခေတ်ကြီးပေါ့ဒီခေတ်ကြီးထဲမှာလေ့လာသင်တဲ့ပညာရပ်တွေကိုလေ့လာသင်ယူထားမှဘဝပို့ပြီးတော့အဆင်ပြေချောမွေ့ပါလိမ့်မယ်ဒီလိုမျိုးပဲနဲ့ဝါဟုခုတ်ဝလုံးအဖြစ်နဲ့ရောင်းနေရတဲ့အသိပညာလောက်ပဲရှိနေသေးရင်တော့ဘဝဟာအမြဲတမ်းခက်ခဲပင်ပန်းနေရမှာ အောက်ကြနောက်ကြဆိုတဲ့မြန်မာစကားရှိပါတယ်။သူများထက်အသိပညာတွေအတတ်ပညာတွေအောက်ကြနေရင်တော့သူများထက်အရာရာမှာနောက်ကြကျန်နေခဲ့ပါလိမ့်မယ်။ဒါကြောင့်မို့လို့အောက်ကြလို့နောက်ကြမကြံခဲ့စေဖို့လဲတည်ထားတဲ့အတတ်ပညာတွေကိုလေ့လာပါသင်ယူပါ။ဒါမှပဲသူများတွေရှေ့ရောက်မနေသေးရင်တော့မှပဲရင်မောင်တန်းပြီးတော့လိုက်နိုင်တဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်။